်မောရှိရဲ့ပြညတ်တော်613ပြညတ်တရား613နဲ့ဖရာသခင်ရဲ့ပြညတ်တော်10ပါးကိုအခုချိန်ထိကျမတို့ယုံကြည်သူတွေကကွဲကွဲပြားပြားမသိသေးဘူးဆိုရဲဆိုရဲခါကြတော့เนาะဖရာသခင်ရဲ့ပြညတ်တော်10ပါးဆိုတာဖရာသခင်ကမောရှိကိုတိနာတောင်ပေါ်မှာကြောက်ပြားနှစ်ပြားမှာရေးပြီးတော့ဖရာသခင်ကပေးလိုက်တဲ့အရာဖြစ်တယ်ဆိုတော့အဲ့ဒီရဲ့ ဖျားသခင်ရဲ့ပြည့်ညတ်တော်ဆိုတာကျမတို့လိုက်လျှောက်ရမယ့်အရာဖြစ်တယ်ကျမတို့ကြင့်ကြံရမယ့်အရာဖြစ်တယ်လိုက်လျှောက်ရမယ့်အရာဖြစ်တယ်ဆိုတော့ကျမတို့ခရိယန်တွေကအချင်းအားဖြင့်အချင်းအားဖြင့်မလိုတော့ဘူးဖျားကိုအချင်းအားဖြင့်လိုက်လျှောက်เสียမလိုဘူးเนาะပြည့်ညတ်တရားဆိုတာအမင်္ဂလာဖြစ်တယ်ဆိုပြီးတော့မှဖျားရဲ့ပြည့်ညတ်နဲ့မောရှိပြည့်ညတ်ကြီးကိုရောကြီးရောရာနဲ့ဒီဆရာတွေကเนาะဒီ ဒီခရိယံအတိုင်းဝိုင်းကြီးမှာဒီအရာကြီးကိုရောရီရောရာလောက်ပြီးတော့มาပေါ့เนาะတွင်တင်နေတာဆုံးမနေတာဟောနေတာတရားဟောနေတာတွေအများကြီးရှိတယ်ဆိုတော့မောရှိရဲ့ပညာနဲ့ဘုရားသခင်ရဲ့ပညာတော်ကိုကိုကိုယ်ပြပြတိဖို့လို့ရယ်ကျမကဆီယမကြီးလောက်တာမဟုတ်ဘူးเนาะကျမပြောပြမယ်ဘာလို့လဲဆိုရင်မောရှိရဲ့ပညာက613ရှိတယ်။မောရှိရဲ့ပညာကပါလဲဆိုရင်ဥပုံနေမှာမင်းမမွှေးရဘူး။เนาะ သူများရဲ့လက်ကိုဖျက်ရင်ကိုယ့်လက်ကိုလည်းဖျက်ခံရမယ်။တံပြန်တံပြန်ပဲတရားမှုတိလား။သူများအသက်ကိုတတ်ရင်ကိုယ်လည်းအသက်ခံရမယ်။ဒီလိုမျိုးစီရင်တာ။ဖျားတဲ့မောရှင်ရဲ့ဒီပြညတရားမှာခွန့်လချင်းစွာမရှိဘူး။နော်။သူချီတော့ကိုကဖျက်လိုက်ကိုချီတော့လည်းဖျက်မှာပဲ။ဆိုတော့လူအသက်ကိုတတ်ရင်ကိုကလည်းပြန်ပြီးတော့အဲ့ဒီ ပြန်တက်ခံရမယ်အဲ့လိုမျိုးနဲ့ပဲဟိုဘယ်လိုပြောမလဲကိုလည်းနှီးကုံချုပ်ရမယ်ပြန်ပြီးတော့ကိုယ့်ကိုလည်းပြစ်ပေးမှာပေါ့နော်ဆိုတော့ဒီမောရှင်ရဲ့ပညာကတရားမျှတပါတယ်ဘာဖြစ်လို့လဲဆိုဘုရားသခင်ရဲ့ပညာတော်ဆယ်ပါးမရောက်ခင်မှာမောရှင်ကဣတရီလာလူမြောက်များစွာဣတရီလာလူမျိုး6သိန်းနီးပါးနော်ဘုရားသခင်အဲ့ဒီ6သိန်းနီးပါးကိုဒီမောရှင်ကိုဘုရားသခင်ကဥဆောင်ခိုင်းတဲ့ခါမှာမောရှင်က ဘာဖြစ်လဲဆိုရင်ဒီလိုမျိုးဒီလောက်လူအများကြီးကိုဥဆောင်ရတဲ့အချိန်မှာမောရှိက ပြည့်ညတ်တရားတွေသူ့ရဲ့စီကံချက်တွေသူကထုတ်တာဖြစ်တယ်ဆိုတော့လူတွေကိုအုပ်ချုပ်ရင်စီကံချက်မထုတ်ရင်တော့ဖြစ်ပါမလားစီကံနဲ့ပဲအုပ်ချုပ်မှာပဲအဆင်ပြေမှာလေမဟုတ်ဘူးလားဆိုတော့အခုကျမတို့ဒီတိုင်းနေနိုင်ငံတွေအုပ်ချုပ်တဲ့အစိုးရတွေမင်းတွေကကိုယ့်ရဲ့နိုင်ငံမှာဒီလိုမလုပ်ရအောင်ဒီလိုမလုပ်စီကံချက်တွေထုတ်ထားတာမဟုတ်ဘူးလား အဲ့ဒီစီကန်းချက်တွေနဲ့ပဲလူတွေကိုချုပ်ကင်ပြီးတော့ဒီစီကန်းချက်တိုင်းလိုက်မနာဘူးဆိုရင်နော်အပြစ်ပေးတယ်ထောင်ချတယ်ဆိုတော့အဲ့လိုပဲလေတူတူပဲလေမောရှိကလည်းဣတရီလာလူမျိုးတွေအားလုံးကိုဥဆောင်ရတဲ့ခါမှာသူကလည်းဒီစီကန်းချက်တွေကို ထုတ်ပြီးတော့ဥပဒေတွေထုတ်ပြီးတော့ဒီအရာကိုလိုက်လျှောက်ခိုင်းတာသူတို့ကိုလုတ်ခိုင်းတာဆိုတော့မောရှိရဲ့ပညာကလည်းသူ့အနေနဲ့စဉ်းစားမယ်ဆိုရင်တော့မကောင်းလားဆိုတော့အရင်ကောင်းတာပေါ့ နော်မတရားတဲ့အရာကိုမလုံမိအောင်မတရားတဲ့အချင်းတွေမကောင်းတဲ့အရာတွေကိုမလုံဖို့ရအတွက်ဥပဒေထားတာစီမင်းစီကနေထားတာသူတပားအသက်ကိုတန်ကိုလည်းတတ်ခံရမယ်ဆိုကိုလည်းတတ်ခံရမယ်ဆိုတော့ကြောက်တဲ့အတွက်ကြောင်းတော့သူများကိုအသက်ကိုမတတ်တော့ဘူးလုံမလုံတော့ဘူးလေဟုတ်တယ်မလားဒီအရာကမကောင်းလားဆိုတော့ကောင်းပါတယ်ပြောရမယ်ဆိုကောင်းပါတယ်အပြစ်မလုံမိအောင် မကောင်းတဲ့အရာဆိုတာကြီးကိုကြောက်နေအောင် तू ကဥပဒေတွေအများကြီးနဲ့မောရှိကထိန်းချုပ်ထားတာတကယ်လဲ तू ရဲ့ဥပဒေတွေစီမင်းစီကနေလိုက်မလျှောက်တဲ့သူတွေကိုနော်အဲ့လိုပဲ तू ကသူ့ရဲ့တရားတိုင်းမသူ့ရဲ့ဥပဒေတိုင်း तू အစီရင်ပြတ်တာဆိုတော့မောရှင်ရဲ့ပညာပညာတရားမှာခွလွတ်ခြင်းတော့မရှိဘူးဆိုတော့အခုတိကြမှာပါမောရှင်ရဲ့ဒီဥပဒေစီမင်းတိုင်းအုပ်ချုပ်နေတဲ့ နိုင်ငံတွေရှိတယ်လိုက်ရှောက်နေတဲ့သူတွေရှိတယ်သူလက်တစ်ဖက်ဖြတ်ရင်ကိုယ်လက်တစ်ဖက်လည်းပြန်ပေးရမယ်ဟုတ်လားဒါကတရားမျှတပါတယ်ပြောရမယ်ဆိုရင်လေဆိုတော့ကျမကဘုရားသခင်ရဲ့ပြည့်ညတ်တော်မှာပါကွာသွားလဲဆိုဘုရားသခင်ရဲ့ပြည့်ညတ်တော်စေပါမှာခွလွတ်ခြင်းတရားရှိတယ်မောရှိရဲ့ပြည့်ညတ်တရားမှာခွလွတ်ခြင်းဆိုတာမရှိဘူးဆိုတော့ဘုရားကတော့ခွလွတ်ခြင်း နောက်ဆုံး chance ပေါ့နော် chance ပေးတယ်ခွင့်ရပေးတယ်ဘုရားကဒီဆိုးသွမ်းနေတယ်ဆိုဆိုးသွမ်းနေတဲ့လူတခါတည်းမောရှီကတော့ပြင်းရှင်းလိုက်ပြီတက်ပြလိုက်ပြီပေါ့ဒါပေမဲ့ဘုရားသခင်ရဲ့ပြည့်ညက်မှာအဲ့လိုမဟုတ်ဘူးထပ်ပြီးတော့မဆိုးတော့ဖို့ရန်အတွက်ဘုရားသခင်ကနောက်ဆုံး chance ကိုပေးတယ်ဒါပေမဲ့အဲ့ဒီနောက်ဆုံး chance ကိုပေးတာတောင်မှနာမခံမဲနဲ့ထပ်ပြီးတော့ဆိုးနေမိုက်နေမယ်ဆိုတော့ခွင့်လွှတ်ခြင်းတရားတော့ရမှာတော့မဟုတ်တော့ဘူးဆိုတော့ တခါတော့ငါအမျိုးသမီးတယောက်ပြစ်တစားမတယောက်ပေါ့နော်ဒီပြစ်တစားမတယောက်ကဒီဣတရီလာလူမျိုးတွေကမိန်းကလေးမှာနှမျိုးနှစားသူတို့အရန်ကဲရတဲ့အရန်ရှုံချတဲ့အမျိုးသမီးနှစ်ယောက်အမျိုးသမီးနှမျိုးနှစားရှိတယ်အဲ့ဒါကဘာလဲဆိုရင်ဒီအပြက်မပေါ့နော်ပြစ်တစားမမကောင်းတဲ့အဟာကိုလှုပ်ရှားတာကိုယ့်ရဲ့ခန္ဓာကို ရောင်းစားတဲ့မိမတွေပေါ့နော်ဒီခန္ဓာကိုမိမ်းရောင်းစားတဲ့မိမတွေဆိုသူတို့အယံကိုနှိမ်နေအထင်သေးတယ် လိုမျိုးမိမတွေကိုသူကယူအပြင်းမှာထုတ်ပြီးတော့ကြောက်ခဲနဲ့မတိမချင်းပောက်တတ်တာအဲ့ဒါကမောရှိရဲ့ပြညက်ဖြစ်တယ်ဆိုတော့အဲ့လိုပြစ်တစားမှမကောင်းတဲ့ခန္ဓာကိုယ်ရောင်းစားတဲ့မိမတွေကိုဆိုရင်အဲ့လိုကြောက်ခဲနဲ့ပြစ်တတ်ရပောက်တတ်ပြီးတော့မှတေးတဲ့အထိပောက်တတ်ရတာပေါ့နော်မောရှိကအဲ့လိုလောက်ခိုင်းတာဆိုတော့ကျမမောရှိရဲ့ပြညက်အကြောင်းကိုကျမစဉ်းစားဖို့ကျမတစ်ချက်ပြောပြမယ်ပြစ်တစားမှတွေကိုသူတို့ကအဲ့လိုမျိုးပောက်တယ်နော်ဆိုတော့ဒီပြစ်တစားအလုပ်ကြီးကို မလုတ်စီချင်လို့ပဲဟုတ်တယ်မလားမကောင်းတဲ့အရာကြီးလေဥရဲ့ခန္ဓာကိုယ်ကြီးရောင်းစားတာလေမကောင်းတဲ့အရာကြီးကိုမောရှိတာမလုတ်စီချင်တဲ့အတွက်ကြောင့်အဲ့လိုမျိုးလုတ်ရင်အဲ့လိုပေါက်သက်ခံရမယ်ဆိုပြီးတော့ဥပဒေထောက်ထားတာဆိုတဲ့ခါကျတော့တကယ်လုတ်ရင်လည်းဗပြက်တာတယ်ပေါက်သက်ခံရမယ်ဆိုပေါက်သက်ခံရမှာပဲဟုတ်တယ်မလားဒါဟာလူအနေနဲ့ကြည့်မယ်ဆိုတရားမျှတတဲ့အရာပါမကောင်းတဲ့အရာလုံးဝမလုတ်ဖို့ရန်အတွက်ရှောင်ဖို့ရန်အတွက်ကောင်းတဲ့အကျင့်တွေကောင်းတဲ့အရာတွေကိုပဲဟို ဘယ်လိုပြောမလဲလှုပ်ဆောင်တက်ဖို့မကောင်းတဲ့အရာကြီးကိုလှုပ်ဖို့ကြောက်နေရဖိတ်ဖိတ်တောင်းနေရကြောက်နေရအပြစ်ဆိုတဲ့အရာကြီးကိုမလှုပ်မိဖို့ရန်အတွက်မောရှိကစီမင်းစီကနေတင်းကျပ်ပြီးတော့ထားတာနားလည်လားအဲ့လိုဆိုတော့မောရှိရဲ့ပြညတ်တရားကလည်းလူအမြင်နဲ့ကြည့်မယ်ဆိုရင်ဒါကောင်းပါတယ်ဒါပေမဲ့လည်းလူဆိုတာဘယ်သူမှမပြည့်စုံဘူးကျမလည်းမပြည့်စုံဒီနေ့မှမိတ်ဆွေတို့တငယ်ချင်းတို့လည်းမပြည့်စုံကျမတို့မှာ နော်လူအချက်တွေအများကြီးရှိတယ်ဆိုတဲ့ခါကျတော့မောရှင်ပညာကြီးကိုဣတိလာလူမျိုးတွေကလိုက်လျှောက်နိုင်တဲ့သူကလိုက်လျှောက်တယ်လိုက်မလျှောက်နိုင်တဲ့သူကလည်းအပြစ်ကျူးလို့မိတယ်အဲ့လိုအပြစ်ကျူးလို့မိတဲ့အခါမှာတနာချင်းကယူလာဆိုတာမရှိတော့ဘူးညတာချင်းဆိုတာမရှိတော့ဘူးအပြစ်ဆိုအပြစ်တရားတိုင်းပဲစီရင်လိုက်တော့တာဆိုတော့နော်ခုနအဟာပြင်ဆက်လိုက်မယ်အဲ့တော့သူတို့ကအဲ့လိုအမျိုးသမီးကိုဆိုရင် ြစ်တစားလောက်တဲ့အမျိုးသမီးလို့ဆိုသူတို့ရဲဣတရီလာလူမျိုးတွေနှိမ်နေကြောက်ခဲနဲ့ပေါက်တတ်တယ်ပြီးရင်သူတို့ဒီမြုံနဲ့မိန်ကလေးတွေပေါ့နော်ကလေးမရနိုင်တဲ့မိန်ကလေးတွေကလေးလုံးဝမရနိုင်တဲ့မိန်ကလေးတွေဆိုသူတို့အရန်ကဲ့ရဲ့နှိမ်နေပေါ့နော်ဆိုတော့ဒီအမျိုးသမီးနှမျိုးနှစားကိုသူတို့အရန်နှိမ်တာဖြစ်တယ်ကျန်းစာမှာလည်းဒီလိုမျိုးသမီးတွေကိုအယမ်းနှိမ်တဲ့အတွက်ကြောင့်သူတို့ကအယမ်းကိုဘာဖြစ်တာလဲဆိုရင် တိမ်ငယ်ရတယ်ခလေးမမွေးနိုင်နဲ့အိမ်ထောင်ကျပြီးတော့ဥပမာကျမကအိမ်ထောင်ကျပြီးတော့ကျမခလေးမရနိုင်ဘူးခလေးမမွေးနိုင်ဘူးဆိုရင်ကျမအိမ်ထဲမှာပဲကုတ်ပြီးတော့နေရမှာဘယ်မှလည်းကျမတိတ်ထွက်ရတာမဟုတ်ဘူးအဲ့ဒီတုန်းကအီတီလာအမျိုးသမီးတွေကအဲ့လိုမျိုးပဲသူတို့ကကြောက်ပြီးတော့လေဟိုဘယ်လိုပြောအပြင်ထွက်လိုက်ရင်သူများတွေကသူတို့ကြည့်မယ်ဒီကောင်မအမကတော့အမြုံမပဲเนาะခလေးလည်းမရနိုင်ဘူး ဆိုပြီးတော့မှနှိမ်ကြတာပေါ့နော်မိန်းကလေးမပြီးသားဘူးပေါ့နော်အတော့မကြဘူးအဲ့လိုမျိုးနှိမ်ကြတာပေါ့ဆိုတဲ့ခါကျတော့အဲ့လိုမျိုးကလေးမမွေးနိုင်တဲ့မိန်းကလေးတွေဆိုအရန်တင်ငယ်ရတယ်ဒါကသူတို့အပြစ်လားဆိုတော့သူတို့လည်းသူတို့ရဲ့ဗီဇာသူတို့ရဲ့ငွေကိုအသွေးသားမှာအဲ့လိုမျိုးဖြစ်နေတဲ့အရာဆိုတဲ့ခါကျတော့မဖြစ်လဲဆိုတော့ဒါကြီးကိုအပြစ်တင်တာကြီးကြတော့လဲဘလို့မှအဆင်မပြေတဲ့အရာပေါ့နော်ကိုယ်လည်းမဖြစ်ချင်ဘူးလေဟုတ်တယ်မလား ဆိုတော့အဲ့လိုမျိုးမိမ့်မာတော့နှိမ်မာတယ်သူတို့ကအဲ့ဒါကြောင့်သခင်ယေရှုကပါလဲဆိုရင်သခင်ယေရှုလောကမှာလာတဲ့ချိန်မှာเนาะဒီဟိဘရောဟိတ်တွေက မောရှင်ရဲ့ပညတ်တရား613နဲ့ပဲသခင်ယေရှုကိုအမြဲတမ်းပြဿနာရှာတာသူတို့ကအမြဲတမ်းသူရဲ့အပြစ်တွေဟာကွက်တယ်ကိုသူတို့ချောင်းတာသခင်ယေရှုအဲ့လိုချောင်းတာဆိုရခါကျတော့တည့်ရက်မှာအခွနပြောတဲ့အတိုင်းပဲဒီပြစ်တစာမှာ သူ့ရဲ့ခန္ဓာကိုယ်ရောင်းစားတဲ့အမျိုးသမီးကပေါ့နော်အဲ့ဒီအမျိုးသမီးကိုသူတို့မြို့ရဲ့အပြင်မှာသူတို့ခေါ်သွားကြတယ်ခေါ်သွားပြီးတော့အားလုံးကကြောက်ခဲနဲ့ပောက်ဖို့ရန်အတွက်ပေါ့နော် ပြင်ဆင်ကြပြီးအဲ့ဒီအမျိုးသမီးကိုအဲ့ခါကျတော့အဲ့ဒီပြစ်တစာမကလည်းသူ့ရဲ့အမားကိုသူတီးတဲ့အတွက်ကြောင့်သူကလည်းတေးရမှာတော့ကြောက်တာပေါ့ဟုတ်တယ်မလားကြောက်ခဲနဲ့ဆိုတော့ဟိုဘယ်လိုပြောမလဲချက်ချင်းချက်ချင်းကြီးဟိုတေးသွားတာမဟုတ်ဘူးလေနော်နည်းနည်းချင်းစီပဲ ိုပေါက်ဒီပေါက်နဲ့အဲ့လိုနဲ့ရရဆက်ဆက်ကြီးတယ်လို့မျိုးသွေးတွေထွက်ပြီးနာကျင်ပြီးတော့မှဒီဟာတိတ်သွားရမယ့်ခါဆိုတော့တော်တော်လေးကိုရက်ဆက်တဲ့အရာတစ်ခုပေါ့နော်စဉ်းစားလိုက်မယ်ဆိုရင်တော့တော်တော်လေးကြောက်ဖို့ကောင်းတဲ့အရာတစ်ခုပေါ့ဆိုတော့အဲ့ချိန်မှာတခင်ယေရှုကလည်းရောက်လာတယ်ရောက်လာတယ်အဲ့ဒီမှာကျမ်းသက်ပုဂ္ဂိုလ်တွေဖာရိရှဲတွေဆိုတာဖာရိရှဲဆိုတာတကယ်ကိုဒီလိုမျိုးပြောရမယ်ဆိုရင်တကယ်ကျမ်းစာအရန်တော်တဲ့သူတွေပေါ့နော်တကယ်ကြီးကဲတွေပေါ့ အဲမောရှင်ရဲ့ပြညတရားကြီးကိုသူတို့ကစုပ်ကိုင်ထားတဲ့သူတွေပေါ့နော်အဲ့လိုမျိုးလူတွေကတခင်ယေရှုကိုပေါ့နော်အပြစ်ရှာတာပေါ့နော်တခင်ယေရှုကိုဘယ်လိုပြောမလဲအပြစ်ချောင်းတာပေါ့ဒီကောင်မလေးကိုတခင်ယေရှုကဟိုကြောက်ခင်းနဲ့ပေါက်တာကိုပဲသူတို့လက်ခံမလားဒါမှမဟုတ်သူတခင်ယေရှုကဘယ်လိုလုပ်မလဲဆိုတာသူတို့တော်တော်စိတ်ဝင်စားတယ်ဆိုတဲ့အခါကျတော့တခင်ယေရှုကိုဖာရီရှဲတွေကပြောတခင် ဒီကောင်မလေးမှာအဖြစ်ရှိတဲ့အတွက်ကြောင့်ဘောနော်မောရှေရဲ့ပြညတ်တရားအတိုင်းကိုစီရင်မယ်လို့ဘောနော်ပြောကြတာသခင်ယေရှုပြောတယ် first share တွေကအဲ့ဒီခါကျတော့သခင်ယေရှုကဘာပြန်ပြောလဲဆိုတဲ့ခါကျတော့ဟုတ်ပြီအဲ့ဒါဆိုရင်မင်းတို့ထဲမှာအပြစ်လုံးဝအပြစ်ဆိုတဲ့အရာကိုတစ်ခါမှမလုပ်ဘူးတဲ့သူကနော်လူအုပ်ကြီးအများကြီးလေး ဒီ main ကလေးကိုကြောက်ခဲနဲ့ပေါက်တတ်ဖို့လူတွေကအများကြီးကြောက်ခဲတွေကင်ထားပြီးတော့เนาะအရင်တက်ချင်နေကြတာလေအရန်ကြီးကိုဒီ main ကလေးကိုအပြစ်ရှိတယ်ဆိုပြီးတော့လူတွေကလက်ညှိုးထိုးပြီးတော့ဗာလဲတက်ချင်နေကြတာလူလူချင်းစာနာတရားမရှိဘူးထောက်ထားမှုမရှိဘူးအပြစ်ရှင်အပြစ်ရှိတဲ့အဲ့ဒါကြီးကိုတို့ကမလောက်တာလဲဆိုတက်ချင်တာလောက်ချင်တာအဲ့ဒါသခင်ယေရှုကမြင်တဲ့ခါကျဟုတ်ပြီအဲ့ဒါဆိုရင်နင်တို့ရဲ့အแทမှာနင်တို့တွေအားလုံးအแทမှာဗောနော် အသက်ကြီးတဲ့လူကနေစပြီးတော့မှငါတခါမှ အပြစ်မလုပ်ဘူးတခါမှအမှားမလုပ်ဘူးအပြစ်မလုပ်ဘူးဆိုတဲ့သူကအရင်ဆုံးကြောက်ခဲနေပောက်ပါလို့သခင်ယေရှုကအမိန့်ပေးလိုက်တယ်ဘုရားရှင်ကအဲ့လိုမိန့်ပေးလိုက်တဲ့ခါကျတော့အသက်ကြီးတဲ့သူတွေဆိုပို့လို့တော့မှနော် သူရဲ့ဘဝတစ်လျှောက်လုံးမှာအဖြစ်တည်းကလူတိုင်းမှာကျမတို့ကအပြစ်မလုပ်ဘူးလေလူဆိုတာကျမတို့ကရှိမှမရှိတာလူဆိုတာပြည့်စုံတဲ့လူမှမရှိတာဟုတ်တယ်မလား ဲ့ခါကျတော့အသက်ကြီးတဲ့သူတွေကနေစပြီးတော့တို့ကတို့ရဲ့အမားကြီးကိုတို့မြင်လာတယ်။သိလား။တို့ရဲ့အမားကြီးကိုတို့မြင်လာတယ်။တို့မှလည်းအဖြစ်လှုပ်ဖူးတယ်ဆိုတာတို့ရဲ့စိတ်ကတိနေတယ်လေ။ဖះရှင်ကလည်းအဲ့ဒါကြောင့်တို့ရဲ့စိတ်တွေတို့ရဲ့စိတ်နှလုံးတွေအားလုံးကိုတိမြင်နေတဲ့အတွက်ကြောင့်အပြစ်လုံးဝမလုပ်ဖူးတဲ့သူကဒီမိန်ကလေးကိုကြောက်ခင်းနေရင်စပေါ့ဆိုပြီးတော့မှတခင်ယေရှုကဒီ farisheer တွေရဲ့ သူ့ကိုဘယ်လိုပြောမလဲအပြစ်ရှာတဲ့သခင်ယေရှုကိုပေါ့နော် ချုပ်ကွက်ကိုသခင်ယေရှုကဘယ်လိုပြန်အဲ့လိုမျိုးပြန်ပြီးတော့တုံ့ပြန်လိုက်တာဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီအကြောင်းအရာကိုကျမက အရန်ကြီးပြောတတ်တထဲတော့မပါဘူးကျမထက်အရန်ကကနနာပြောနိုင်တဲ့သူအများကြီးရှိတယ်ပေါ့နော်ဒါကျမတိတလောက်ကို sharing လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဒီသခင်ယေရှုကနှုတ်ထဲမှာအပြစ် တခါမှမလုပ်ဘူးတဲ့သူကနေစပြီးတော့မှအရင်ပေါက်လို့ပြောတဲ့ခါကျတော့တရားမှမပေါက်ရတော့အဲ့ဒီမင်းကလေးကိုသူတို့ကသူတို့ရဲ့เนาะကြောက်ခဲတွေလက်မှာကင်ထားတဲ့ကြောက်ခဲတွေကိုအကုန်လုံးချပြီးတော့ခါကျတော့ဘာဖြစ်တာလဲဆိုတော့သူတို့တရားပြတယောက်ထက်သွားကြထွက်သွားထွက်သွားကြတယ်အားလုံးပဲကျန်တဲ့ပုံကိုယ်တွေပါအကုန်ထွက်ရသွားတယ်ဆိုတဲ့ခါကျတော့နောက်ဆုံးမှာเนาะ သခင်ယေရှုကအဲ့ဒီမင်းကလေးနဲ့သခင်ယေရှုနှစ်ယောက်ပဲကြံ့တော်တယ်။အဲ့ခါကျတော့ကဲတမိထားတော့နင့်ကိုဘသူမှမစီရင်တော့နင့်ကိုဘသူမှကြောက်ခဲနဲ့မပေါတော့ဘူး။ဆိုပြီးတော့မှသခင်ယေရှုကအဲ့ဒီပြစ်ဒဏ်စာမလေးကိုထူပြီးမှเนาะတင်းရဲ့အပြစ်တွေကိုငါလည်းခွန့်လွတ်တယ်နော်ဘသူ့ဘာမှလည်းနေကိုမစီရင်တော့ဘူးဘသူ့ဘာမှလည်းနေကိုကြောက်ခင်းမပေါတော့ဘူးဆိုပြီးတော့ပါတင်းရဲ့ပြစ်တွေကိုငါခွန့်လွတ်တယ်ဆိုပြီးတော့ဖခင်ကလည်းဖခင်ရှင်ကလည်းပြောတာဖြစ်တယ် အဲ့ခါမှာ ပြစ်တစားမကြီးอ่ะအရန်ကြီးကိုဗာလဲဝမ်းနေဝမ်းတာမမျက်ရည်တွေချပြီးတော့အရန်ကိုပီတိဖြစ်သွားတာဝမ်းတာတာပေါ့နော်သူတေးရမဲ့ဟာတော့မှမဖြစ်သွားရလဲလွတ်မြောက်သွားရလीနော်ဆိုတော့အရန်ဝမ်းတာတယ်ဆိုတော့ခါကျတော့တခင်ရှိတော့သူ့ဘာပြန်ပြောလဲဆိုရင်နောက်ထပ်ထပ်မလုံတော့ထပ်မလုံတော့နေပေါ့နော်ထပ်ပြီးတော့မလုံနေတော့ဆိုပြီးတော့တင်းရဲ့အပြစ်တွေကိုနော်ငါခွန့်လွတ်တယ်တို့တော့ထပ်မလုံနေတော့တခင်ရှိကပြောတယ်ဆိုတော့ ဒီအရာမှာကျမတို့ကြည့်ရမယ့်အရာဘာလဲဆိုရင်မောရှိရဲ့ပညာမှာအမှားမခံဘူးမှားလိုက်ရင်တတ်မယ်ခွန့်လွတ်ခြင်းတရားဆိုတာမရှိဘူးဒါပေမဲ့ဘုရားသခင်ရဲ့ပညာတော်မှာဆိုရင်နော်ဘုရားသခင်ရဲ့ပညာတော်စေပါဘုရားသခင်ရဲ့ပညာဟာဆိုရင်ခွန့်လွတ်ခြင်းတရားရှိတယ်ဒါပေမဲ့အဲ့ဒီခွန့်လွတ်ခြင်းတရားမှာကိုယ့်ရဲ့အမှားကြီးကိုလက်ခံပြီးတော့မှเนาะဖះရှင်ရတဲ့ချိန်ခွန့်လွတ်ပြီးသွားပြီဒီအရာကြီးကိုလက်ခံပြီးတော့မှเนาะ ဆက်မလုပ်တော့ဘဲနဲ့နောင်တတရားနဲ့ဖျားဖက်မှာလှဲဖို့ရန်အတွက်ဒီကိုယ့်ရဲ့ဆိုးသွမ်းတဲ့အရာတွေကြီးကိုဆက်မလုပ်တော့ဘဲနဲ့ပေါ့နော်ဖျားဖက်မှာလှဲပြီးနောင်တတရားနဲ့သွားဖို့ရန်အတွက်ဖျားတကယ် chance ပေးတာနောက်ဆုံးတော့ chance ပေါ့အခွင့်အရေးပေးတာဖျားကဆိုတော့ဖျားတကယ်ပြည့်တော်မှာခွင့်လွှတ်ခြင်းတရားရှိတယ်ဆိုတဲ့အကြောင်းကိုပဲကျွန်မပြောချင်တာပါနော်အဲ့လိုဆိုတော့မိုးရှင်ရဲ့ပြည့်ကိုအမင်္ဂလာဖြစ်တယ်ဆိုတာ လတိဩဝါရစာယောမဩဝါရစာတွေမှာမောရှင်ရဲ့ပြညတ်အကြောင်းပြညတ်တရားကအမင်္ဂလာဖြစ်တယ်အမင်္ဂလာဖြစ်တယ်ဆိုပြီးတော့ရှင်ဘောလူကရေးထားတာတွေအများကြီးရှိတယ်ဒီအရာကဘုရားသခင်ရဲ့ပြညတ်တော်အစင်ပါအောင်ပြောတာမဟုတ်ဘူးအဲ့ဒီအရာကိုခွဲခွဲခြားခြားနဲ့ယုံကြည်သူတွေကသိရမှာကျမတို့ကသိရမှာဆိုတော့ဘုရားသခင်ရဲ့ပြညတ်တော်စင်ပါလဲကျမတို့ကအမင်္ဂလာရှိတယ်ဆိုပြီးမှကျမတို့က ဲ့လိုကြီးယူစားလိုက်လို့မရဘူးလေနော်စန်းစာမှာစန်းစာကိုညီမတို့တိတ်ချပြီးတော့ဟိုပိုင်းချပြီးတော့နားလည်ရမယ်ပိုင်းချပြီးတော့တည်ရမယ်ဒီအရာကဘယ်အရာကိုရည်ညွှန်းတယ်လဲဆိုတော့ကျမတို့တေးချာလေးစန်းစာကိုဖတ်ပြီးတော့ကျမတို့ကပိုင်းချတက်ရမယ်ဆိုတဲ့ခါကျတော့အခုပြောချင်တဲ့အရာကဘာလဲဆိုရင်ဘုရားသခင်ရဲ့ပြည့်ညတ်တော်မှာခွင့်လွှတ်ခြင်းရှိတယ်ဒါပေမဲ့ခွင့်လွှတ်တယ်ဆိုတိုင်းထပ်ပြီးတော့လုပ်ရင်တော့ အဲ့ဒါထပ်ပြီးတော့လှုပ်ရင်တော့မဖြစ်မလဲဆိုတော့သိတယ်နော်အဲ့ဒီအရာကတော့ဆိုတော့ထပ်ပြီးတော့မလှုပ်ဖို့ရန်အတွက်ဘုရားက ခုနပေးလိုက်ပြီကေတင်ပေးလိုက်ပြီအခုကျမတို့ကလည်းဘုရားသခင်ရဲ့ကေတင်ချင်းကြီးကိုရပြီးတော့မှကိုကြိုက်တယ်လို့နေမယ်ဆိုရင်ဘုရားသခင်ရဲ့ခွင့်လွှတ်ချင်းကြီးကကျမတို့အမြဲတမ်းရနိုင်မလားအဲ့ဒါစဉ်းစားဖို့လိုတယ်တချို့တွေကတော့ကေတင်ချင်းရပြီးသွားပြီဆိုရင်တော့ ဘာပဲလှုပ်လှုပ်အရက်ပဲတောက်တောက်ကြိတ်တလို့ပဲနေနေတောင်းကစားပဲလှုပ်လှုပ်မိမပဲပွေရှုပ်ပွေရှုပ်ကြိတ်တလို့နေလေငါတို့ဖះအောင်တည်တယ်ဆိုရင်ငါတို့တည်သွားရင်ကောင်းကင်ပဲတော်မှာအဲ့ဒီရဲ့အယူဆအသွေးခေါ်ကြီးတွေဟာกินတင့်နေပြီမရဘူးဒါမျိုးလုံးဝမရဘူးနော်ဖះခင်ရဲ့ပညာတော်စေပါဟာဆိုရင်သူမရမပြမနဲ့သူနော်သူဥစ္စာမခိုးနဲ့နော်ဒီဟာတွေဒီအရာတွေပေါ့အများကြီးပဲ ငါမတပါချားတော့ဖရမကူကွယ်နဲ့ရုပ်သူဆင်းသူမကူကွယ်နဲ့เนาะဥမချဝင်မပြူနဲ့ဥပုံနဲ့ကိုတန်ရှင်းစေခြင်းကထုံးရဲ့ကိုစောင့်မားတယ်ပါအများကြီးပဲရှိသေးတယ်သူဥစ္စာမခိုးနဲ့သူမရမပြစ်မှန်းနဲ့ဒါရီပေါ့နော်ဒီအရာတွေကိုကျမတို့ကခရိယန်တွေကခေတင်ချင်းရပြီးတဲ့နောက်ပိုင်းမှာဒီအရာတွေကိုကျမတို့ကလိုက်လျှောက်ရမယ်ဖရရဲ့စကားတော်ကိုကျမတို့ကနားထောင်ရမယ်ပြညတ်တော်ကိုကျမတို့ကလိုက်လျှောက်ရမယ်ဆိုတော့ပြညတ်တော်ကစံစာရဲ့အချုပ်ချာဖြစ်တဲ့ ြညတ်တော်အဖြစ်နောက်ဆုံးတော့ကာလာမှာကျမတို့တွေကိုစီရင်มาဖြစ်တဲ့အတွက်ကြောင့်เนาะခွန်းလွချင်းတရားရဲ့နောက်မှာဆက်ပြီးတော့မိုက်နေမယ်ဆိုတော့ကျမတို့ကခွန်းလွချင်းတရားကြီးကိုအဆုံးထိတော့ရမှာမဟုတ်ဘူးခွန်းလွချင်းတရားဖျားပေးတဲ့အရာကိုကျမတို့ကနောင်တနဲ့သွားပြီးတော့မှနောင်တအားဖြင့်ကျမတို့ကပေါ့เนาะကျမတို့ရဲ့အတ္တကြီးကိုပြင်ဆင်ဖို့တော့လိုတယ် အဲ့ဒီဟာကျွန်မပြောချင်တာဖြစ်တယ်။ဒါကြောင့်မောရှင်ရဲ့ပညာကြီးနဲ့ဖခင်ရဲ့ပညာကြီးကိုရောမလိုက်မရောလိုက်ပါနဲ့။ကိုယ်ကိုယ်ပြပြတည်ပါ။ Okay. Thank you. Bye.